ရော်ရယာမနေတဲ့လူတယောက်ရှိတယ်။သူကလည်းအရန်ဆင်းရဲတယ်။သူဟာသူ့ဘဝဘယ်တော့ပြောင်းလဲမလဲ။ဘယ်တော့ဆင်းရဲခြင်းကလွတ်မလဲတွေးလို့ရှိတာပေါ့။အဲတခါတော့သူအနီးနာရော်ရယာမယဟန်တဘာရောက်လာ။သူကလည်းလူတွေအားလုံးရဲ့မိကွန်းတွေကိုဖြည့်ပေးနေတာပေါ့။ဒီလူကလည်းသူ့မိကွန်းတွေကိုအဖြည့်သိကျင်လို့သူ့ရော်ကနေတစ်ဖက်ရော်ကိုလည်းတော်လန်းနေသွား။သူတော်လန်းနေသွားနေတဲ့အချိန်တော်တော်လေးလဲမှောင်နေပြီ။အဲ့ဒီတော့တောထဲမှာအိမ်အိမ်တိန်လဲတွေ့တာပေါ့။အဲ့ဒီလူကလည်းအဲ့ဒီအိမ်မှာညာတဲဖို့အတွက်လဲအိမ်ပိုင်ရှင်တထေးစီကခွင့်တောင်းလိုက်။ အိမ်မန်ရှင်ကလည်းအဲ့ဒီလူကိုရွာထဲမှာဘသူ့ကိုတွေ့ဖို့သွားနေရလဲလို့မေးတာပေါ့အဲ့ဒီလူကလည်းယဟန်တစ်ပါးစီသူ့ရဲ့မိကွန်းရဲ့အဖြစ်ကိုသွားမေးဖို့အတွက်ဖြေလိုက်အဲ့ဒီလိုကြပြီးအိမ်မန်ရှင်ကလည်းအဲ့ဒီလူကိုလည်းမင်းယဟန်အင်းစီမှာငါမိကွန်းကိုလည်းမေးခဲ့ပြီငါသမီးကအသက်20ရှိပြီအခုထိစကားမပြောသေးဘူးယဟန်အင်းကိုသူ့ပဲတော့စကားစပြောမလဲမေးခဲ့ပြီလို့လည်းပြောတာပေါ့အဲ့ဒီလူကလည်းအိမ်မန်ရှင်ကိုမေးခဲ့မယ်ပြောပြီးတော့နောက်တစ်နေ့မှနဲ့ခီးဆက်လမ်းမှာလည်းမျက်လှည့်ပညာပြတဲ့အဖိုးအိုတွေ့တာပေါ့ ူလက်ထဲမှာလည်းမှောက်တုတ်တစ်ချောင်းရှိတယ်အဖိုးကလည်းအဲ့ဒီလူကိုဘယ်သွားနေရလဲလို့မေးတယ်အဲ့ဒီလူကလည်းယဟန်တစ်ပါးစီကိုသူ့ရဲ့မိခွန်းရဲ့အဖြစ်ကိုသွားတောင်းဖို့လို့ပြောတယ်အဖိုးကလည်းယဟန်စီမှာငါဘယ်တော့နှက်ပြီတက်ရမလဲလို့ပါမေးခဲ့ပြီးဖို့ပြောတာပေါ့အဲ့ဒီလူကလည်းမေးပေးမယ်ပြောပြီးအဲ့ဒီနေရာကနေထွက်ခဲ့ခဏဆက်လျှောက်လာပြီးတော့လည်းငကားဖြစ်ဖို့ကြိုးစားနေတဲ့လက်ကြီးတစ်ကောင်ကိုတွေ့ရတာပေါ့သူကလည်းအဲ့ဒီလူကိုဘယ်သွားနေရလဲမေးတယ်သူကလည်းယဟန်တစ်ပါးစီမှာသူ့မိခွန်းရဲ့အဖြစ်ကိုသွားတောင်းဖို့လို့သွားနေတာလို့ပြောပြတာပေါ့လက်ကလည်း အဲ့ဒီယဟန်စီမှာသူဘယ်တော့ငကားဖြစ်မလဲလို့မေးခိုင်းလိုက်တယ်။အဲ့ဒီလူကလည်းမေးပေမဲ့ပြောပြီးတော့ဆက်သွားပါတယ်။အဲ့ဒီလူကလည်းယဟန်စီရောက်တဲ့အချိန်ယဟန်ကလည်းကဲတင်ကြိုက်နေတဲ့ယာမေးခွန်း၃ခုမေးနိုင်တယ်လို့ပြောလိုက်တယ်။သူကလည်းသူ့မေးခွန်းကိုမေးရမလားဟို၃ယောက်ရဲ့မေးခွန်းကိုမေးရမလားတွေ့ဝေသွားတာပေါ့။ငါရဲ့မေးခွန်းကငါစင်ရင်တွင်းရဘယ်တော့လွတ်မလဲ။ငါရဲ့ပြဿနာသေးသေးလေးပါ။ဟို၃ယောက်ရဲ့မေးခွန်းပဲမေးလိုက်မယ်လို့စဉ်းစားလိုက်တယ်။အဲ့ဒီလူကလည်းလက်ရဲ့မေးခွန်းကိုမေးတာပေါ့။ ယဟန်လည်းအဲ့ဒီလိတ်ကသူ့ရဲ့အခွန်စွန့်ပြီးအပြင်ထွက်နဂါးဖြစ်သွားမယ်လို့ပြောလိုက်နောက်တခါအဲ့ဒီလူကလည်းအဖိုးရဲ့မိကွန်းမေးတယ်ယဟန်လည်းမော်ပညာရှင်ဟာသူ့ရဲ့မော်တုတ်တစ်ချောင်းကိုသူ့မျိုးကိုပေးလိုက်ရင်နတ်ပြည်ရောက်သွားမယ်လို့ပြောလိုက်အဲ့ဒီလူကလည်းမြေပိုင်ရှင်ရဲ့မိကွန်းကိုထတ်မိတာပေါ့ယဟန်ကလည်းသူ့သမီးသူ့ဘဝလက်တွဲဘဝကိုရလာတဲ့ခါမှာစကားဆပြောလိမ့်မယ်လို့ပြောလိုက်တာပေါ့အဲ့ဒီလူကလည်းမိကွန်း၃ခုလုံးရဲ့အဖြစ်ကိုယူပြီးတော့လာရလန်းတိုင်းပြန်သွားခဲ့လက်ကိုတွေးတဲ့ခါမှာတော့လက်ကိုလည်းသူ့ရဲ့အခွန်စွန့်ခိုင်းတယ် လက်ကလည်းသူ့ခွန်ကနေထွက်တာနဲ့ငကားဖြစ်တော့ပါလေလက်ခွန်ကနေပလဲတွေအများကြီးလည်းထွက်လာတာပေါ့အဲ့ဒီလူကလည်းပလဲတွေရသွားခဲ့နောက်တော့နှက်ပြီးသွားခြင်းနဲ့မောပညာရှင်အဖိုးကိုတွေ့ရတယ်အဲ့ဒီလူကလည်းအဖိုးကိုသူ့ရဲ့ဒုတ်ချောင်းကိုသူ့မြားကိုပေးဖို့ပြောတာပေါ့အဖိုးကလည်းသူ့ရဲ့ဒုတ်ချောင်းကိုအဲ့ဒီလူကိုပဲပေးလိုက်သူ့ဒုတ်ချောင်းပေးလိုက်တာနဲ့နှက်ပြီးကိုရောက်သွားတယ်လေပြီးရတယ်အဲ့ဒီလူကလည်းအိမ်ပိုင်ရှင်နဲ့တွေ့တယ်အဲ့ဒီလူကလည်းခမရသမီးသူ့ဘဝအတွက်လက်တွဲပေါ်ရသွားတဲ့အခါမှာစကားဆပြီးပြောမယ်လို့ပြောလိုက်တာ အိမ်မရှင်ကလည်းသူသမီးကိုအဲ့ဒီလူနဲ့ပေးစားလိုက်တာပေါ့အဲ့ဒီမိန်းကလေးကလည်းစကားစပြောလာခဲ့ဒီပုံမြင်လေးကနေတခုခုကိုရကြင်တခုခုကိုအဆုံးရှုံးခံရမယ်လို့သင်ငန်းစာမှတ်ယူရပါတယ်တခုခုကိုဆွန့်လွတ်ရတယ်ပေးဆက်ရတယ်လက်ကသူ့အခွန်ဆွန့်လိုက်တာနဲ့ငကားဖြစ်သွားတယ်မော်ပညာရှင်ကသူ့တို့ချောင်းကိုပေးလိုက်တော့နတ်ပြည်ရောက်သွားတယ်အိမ်မရှင်ကသူ့သမီးကိုအိမ်အောင်ချပေးရတယ်ဒီပုံမြင်အားလုံးဟာတခုမဟုတ်တခုရကြပါတယ်ဒါပေမဲ့လည်းအများဆုံးကတော့စင်းရဲတဲ့အဲ့ဒီလူပဲရလိုက်တယ်ဘာလို့လဲဆိုတော့သူကအများဆုံးဆွန့်လွတ်ထားလို့ပါ အဲ့ဒီလူကအဝေးကနေသူ့မေးခွန်းကိုမေးဖို့သွားတာဒါပေမဲ့သူ့မေးခွန်းကိုဘေးဖယ်ထားပြီးတော့ဟိုသုံးယောက်ရဲ့မေးခွန်းကိုမေးတယ်။သူကအများဆုံးဆုံးလောက်ခဲ့ရပါတယ်အများဆုံးဆုံးရှုံးရတယ်။အောင်မြင်မှုကြီးကြီးမားမားရဖို့အတွက်ကြီးကြီးမားမားပေးဆက်ရမယ်ဆိုတာကိုမှတ်သားထားကြပါ